လုံးပဲမင်္ဂလာပါခင်ဗျာတန်တရား channel ကနေဒီတက်ကြီးအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်တို့ channel လေးကနေပရာလောကဇလန်းနဲ့စိတ်ဝင်စားဖို့ရာဖြစ်ရမှန်ဇလန်းလေးများကိုတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်ဇလန်းလေးကတော့ဇာယိဇယတာတိရဲ့တစီမောဆိုတဲ့ပရာလောကဇလန်းလေးပဲဖြစ်ပါတယ်ဇလန်းလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးဖို့အားလုံးကိုတောင်းဆိုလိုက်ပါရစေခင်ဗျာ တစီမောကျုပ်ကနွားသာပြောင်းရွေးရိပ်ပြီးပြန်လာတာဗျကျုပ်တို့ຢာထဲမှာနွားသာပြောင်းဆက်ရတာလှုပ်ကောင်းတာဗျပြောင်းမင်းတွေကတန်သလားမမင်းနဲ့တန်ချက်ဗျပြောင်းကအစိုးတက်အေးအေးတက်ကလေးတွေရှိမှတန်တာဗျကျုပ်တို့ຢာကွက်တွေထဲမှာအနောက်ဘက်ဆုံးကရှူကြီးလို့ခေါ်တဲ့အကွက်ထဲမှာဇလုတ်တစ်ခုရှိတယ်ဗျအဘကနွားသာပြောင်းခင်းကိုအဲ့ဒီရှူကြီးမှာအမြဲဆိုင်တာဗျ ဇေယကရည်တဲ့အမြဲရနေတာလေဗျာဒါကြောင့်ပြောင်းမွေးနေလွတ်တန်တာပေါ့ဗျဇလုတ်ဆိုတာကျုပ်တို့အညာခေါ်ပေါ့ဗျာရည်အမြဲတမ်းရှိတဲ့အိုင်ကျေကြီးပေါ့ဗျာကျုပ်တို့ဒေတာမှာတချို့ຢာတွေထဲမှာရွှေထွက်တယ်ဗျအဲ့ဒီຢာမေတွေကိုတူးပြီးဇလုတ်ရှိတဲ့စီကိုလဲနဲ့တိုက်ရတာဗျဇလုတ်ကြီးမနီမွေးမှာမျောဆိုင်ပြီးဇလုတ်ကရည်နဲ့ရွှေကျင်ကြတာလေဗျာ ကျုပ်ကလှဲမောက်အောင်ပြောင်းယူတင်ပြီးပြန်လာတာပြုရှူကြီးရအဆက်မှာထဏောင်းတော်လေးရှိတဲ့ဗျထဏောင်းပင်၅ပင်စုပေါင်းနေတဲ့နေရာလေးပေါ့ဗျာအဲ့ဒီနားမှာတမုံပင်လေး၃လေးပင်နဲ့ရှိတော့တောအုပ်ကလေးဖြစ်လို့ပေါ့ဗျာကျုပ်ကလည်းအဲ့ဒီအပင်ကြီးကလှဲဖြတ်မောင်းနေလဲလန်းရှိတာကိုဗျဖုတ်ပြောင်းဝေးတော်ကိုကြောင်းတော်ကခုံချလိုက်တယ်လို့ပဲဗျကျုပ်လှဲမောင်းရင်းနဲ့နောက်ကိုဆက်ခနဲ့လှဲကြည့်တယ်ဘာမှမတွေ့ဘူးဗျ ကျုပ်လုံးလုံးနေတာလေဗျာမြက်ကွင်းရှိဘယ်ကွင်းထားမှာမလို့ဖြက်ဖြက်ဖြက်ကျုပ်ဆက်ခနဲ့လှဲ့ကြည့်တယ်ကြောင်ငူလေးတွေကတစ်ဖြက်ဖြက်လှုပ်နေတယ်လှဲဆောင်လို့လှုပ်တာမဟုတ်ဘူးဗျတရားရောက်စော့နေတာကျုပ်တို့တော့ရိုးနေပါပြီဗျာဒီရမှာနွားသာရိတ်တိုင်းနှမ်းထောင်ဆောင်တိုင်းကြုံနေကြပါအဲ့ဒီထဏောင်းတော်လေးမှာမင်းစာလေးတကောက်နေတယ်ဗျမင်းစာဆိုတာ ခလေးတစ်စီလေးပေါ့ဗျာအားကြီးဆော့တာဗျသူ့ကိုကျုပ်တစ်နှစ်နှစ်ခါမြင်နှစ်ခါမြင်မှုပါတယ်သူ့အရက်ကအကြောင်းတကောင်ထိုင်းနေတဲ့အရွယ်လောက်ပဲရှိတာဗျမဲမဲလေးအဝတ်စားလည်းမရှိဘူးတကူလုံးအမွှေးမဲမဲလေးတွေဖုံးနေတာလူတွေကတော့ပြောကြတယ်ဗျလူတယောက်ကိုမင်းစာ ခုနှစ်ပတ်ပတ်ရင်သေးရဆိုပဲကျုပ်ကတော့ဒီမင်းစာကတခါမှမပတ်ဘူးဗျ ဖူဖူဖူရှူကျုံနွားကြီးနဲ့ကောင်ကတဖူးမှုနဲ့နှာမုံနေကြပြီပြုကျုံလဲမေထဲပေးလိုက်တဲ့နတ်တင်နဲ့မုံစီကျော်နဲ့ကောင်းချင်းပေါင်းအုံးဒီစိတ်အထုပ်ကလေးကိုလိုအိတ်ထဲထားထုတ်ပြီးနောက်ကိုလှည့်ပြီးပြစ်ချပေးလိုက်တယ်ကြောင်ရီတို့ဘောကိုချပစ်လိုက်တာပေါ့ဗျာကဲဖူးစော့ယော့မင်းစားဖို့ယူသွားငါပြောဖက်နဲ့ထုတ်ထားတဲ့အထုပ်ဗျကျုပ်စားပြီးလို့ပို့တာလေကျုပ်ကဒီကောင်ကိုဖိုးဆော့လို့နာမည်ပေးထားတာဗျ တခါတလေညဘက်ကျုပ်တို့နှမ်းထောင်စောက်တာကိုနှမ်းဖုတ်တာတို့လို့ရင်ဒီကောင်ကိုရိတ်ခနဲ့တွေ့ရတတ်တယ်။စားစရာလေးပြစ်ပေးလိုက်ရင်ပျောက်သွားရောဗျ။နောက်တခါထက်မလာတော့ဘူး။ဖိုးစော့ရော့မင်းစားဖို့ယူသွားလို့ပြောပြီးပြစ်ပေးလိုက်ရင်ယူပြီးပျောက်သွားရောဗျ။ကျုပ်တို့ကို6လားလှန့်လားလဲမလုပ်ပါဘူးဗျ။ခဏပတ်မပြောနဲ့တပတ်တော့မပတ်ပါဘူးကျုပ်ပြန်ရိုးရိပ်ရင်အမေထည့်ပေးလိုက်တဲ့ခေါင်းချင်းပေါင်းနဲ့မုံစီကျော်စားနေတာကိုဒီကောင်တွေ့သွားပုံရတယ်ဗျ ပြီးတော့ဂျန်တာလေးကိုမပြောပဲနဲ့ထုတ်ပြီးကျုပ်လွယ်အိထဲထဲလိုက်တာလဲဒီကောင်တွေ့မှာပဲဗျဒါကြောင့်ကောင်ညင်းပေါင်းလိုက်တောင်းတာဖြစ်မယ်ကျောင်းဦးတို့ကိုကိုကျုပ်ပြစ်ချပေးလိုက်တဲ့ကောင်ညင်းပေါင်းတို့ကလေးပျောက်သွားတယ်သွားပြီဒါဆိုရင်ဖိုးဆော့ယူသွားပြီဗျဒီတော့မှပဲကျုပ်နွားကြီးနဲ့ကောင်လေးဖျက်မှုန်တန်တန်သွားတော့တာဗျတစီတရွတ်တွေကိုလူလူတွေကြောက်တာမဟုတ်ဘူးဗျခွေးတွေနွားတွေလည်းကြောက်ကြတာပဲ အိမ်ရောက်တော့ပြောင်းလဲကိုဝိုင်းနဲ့တမ်းမောင်းပြီးနွားသာဆင်းကုန်းနားမှာရက်လိုက်တယ်အိမ်မှာကနွားသာလုံလုံကုန်သွားတာဗျလဲဖြုတ်ပြီးရတဲ့ဂျုံလဲနွားသာစပြီးဆင်းရတော့တာပေါ့ဗျာခြေနေနှန်းကိုခြေထောက်ကအချက်မှန်မှန်နင်းရင်လက်ကနေပြောင်းဦးတွေကိုအနေတော်ဆုပ်ပြီးပြောင်းစင်တာအောင်ထိုးထည့်ပေးရတာပေါ့ဗျာနွားသာဆင်းတာကလည်းတတိရှိမှာဗျတတိမရှိရင်လက်ပြတ်တတ်တယ် တာတိတာတိရှိလားအကြီးဝိုင်းမောင်မောင်လှမ်းခေါ်တဲ့အတန်ပြအိမ်ရှိမှထိုင်ပြီးစံပြနေတဲ့အမေကိုလှမ်းမိတာလေဟဲ့ဘသူတို့တာတိရှိပါငွားသာဆင်းလို့ဒီနေ့ထဲမှာအမေရောအဖပါမျက်စိအတော်မှုံသွားကြပြီဗျဝိုင်းဝါမှရက်နေရင်လူလုံးမကွဲတော့ဘူးအကြီးကျုပ်ပါဘာမှမစုံကဘာဆိုးလေအကြီးအော်ဘာဆိုးလားလေနေကလည်းဧည့်သည်လုပ်ပြီးမေးနေရသည်လား ခါတိုင်းလိုပဲတန်းဝင်ခဲ့ဘောပါဆိုရဲ့မဟုတ်ဘူးအကြီးရဲ့ဓာတိတဏိယာယာသွားရင်တခါတည်းတန်းလိုက်မယ်လို့မဝင်တာပါအော်အော်ဒီလိုလားရှိတယ်ရှိတယ်နေတငယ်ချင်းပြောင်းလို့ဆင်းလို့ဘာမွေးကုန်းကဘာဆိုးကကျုံနာသာဆင်းနေတဲ့ဆင်းကုန်နာရောက်လာတယ်ဟေ့ကောင်ကြီးမင်းဘယ်ကလှဲ့လာတာတော့ကျုပ်ဘာဆိုးကိုမေးလိုက်တယ် ပါဆိုးဆိုတဲ့ကောင်ကကျုံနဲ့အတက်အတူတူပြဒါပေမဲ့လူကောင်ကြီးကကျုပ်ထက်ကြီးတယ်ဗလာကလည်းတောက်နေပြသူတို့ရွာကလူတွေကဒီကောင်ကိုခက်ဖိဖိနွားကြီးနဲ့တူတယ်ဆိုပြီးနွားကြီးပါဆိုးလို့ခေါ်တာပြသူတို့ဗံမွေးခုံးမှမလဲပါဆိုးကနှစ်ယောက်ရှိတာကိုဗျနောက်ပါဆိုးတယောက်ကစကားပြောရင်အတန်ပြားတယ်အဲ့ဒီကောင်ကိုတော့တန်ပြားပါဆိုးလို့ခေါ်ကြတယ်အကြောင်းတစ်ခုခုရှိရင်ဘဲပါဆိုးတော့ တန်ပြာလာနွားကြီးလာလို့တယောက်ကိုတယောက်မေးကြတာအခုကျုပ်စီလာတာကနွားကြီးပါဆိုးပေါ့ဗျာပါဆိုးကကျုပ်ကိုတွေးတော့ပြုံးပြုံးကြီးကြည့်နေတယ်ပြီးတော့မှပြောတာဗျငါကမင်းကိုတန်းမတွေ့တော့ဘူးလို့ထင်တာတတရအန်စိတ်ကြီးလူရှင်ပြုရှိတော့မင်းအဲ့အိမ်ရောက်နေတော့ပြီထင်တာမင်းဆိုတဲ့ကောင်ကရရေးရော်ရေးရှင်အိမ်ပြန်အိတ်တဲ့ကောင်မဟုတ်ဘူးလေကွာမင်းပြောတာဟုတ်တော့ဟုတ်သားကွာ မနေ့ကတော့ဟန်စိန်တို့အိမ်မှာတနေ့ကုန်ပဲကွာညရောက်မှပြန်ခဲ့တာဒီနေ့တော့အိမ်မှာလဲနွားစာပြက်နေတော့ဟန်စိန်ကိုအကျိုးအကြောင်းပြောပြီးရှိုးကြီးတယ်မှာကြောင်းယူသွားရိတ်နေရတာကွာဩဒါကြောင့်အိမ်မှာရှိနေတာကိုကျိုးကကျိုးအိတ်ကထဲကနဂါးစီးပေါ်လိုက်ကလေးတလိတ်ထုတ်ပြီးဒနုဘူးကြီးမိကက်ကလေးနဲ့ဘာဆိုးကိုကန့်ပေးလိုက်တယ်ကျုပ်ကတော့ပြန်ကိုဆက်ပြီးဆင်းရတာပေါ့ဗျာ ဘာစိုးကငကားစီးပိုးလေးကလေးကိုမိခက်ကလေးခတ်ပြီးမိညှိလို့ဗျအမောပြေသုံးလေးပေါ်ဖွာလိုက်တယ်နေပါဦးကွာဘာစိုးကနေငါစီကိုအလဲလာတာလားမဟုတ်ဘူးဒါတေးကဖိုးစိမ်မောင်ကြီးကမင်းကို ခေါ်ပေးပါဆိုလို့ငါကလားခေါ်တာကွာဟေးဘာကိစ္စတော့ဘာစိုးကမင်းတို့ရွာမှာဘာမြန်းဖြစ်လို့တော့ဟာမဖြစ်ပါဘူးဒါတေးကဒီလိုပါကွာဖိုးစိမ်မောင်တို့အိမ်မှာဧည့်သည်နှစ်ယောက်ရောက်နေတယ်ကွာဒါတေးက တခါမှတော့မမြင်ဘူးလူတွေကတီတီတက်တက်မှာတယောက်ကအသက်ကြီးကြီးกว่า60ကျော်လောက်ရှိမယ်တယောက်ကတော့အသက်30လောက်ပဲရှိဦးမယ်ဖိုးစိတ်မောက်တို့အမျိုးတွေရှိမှာပေါ့ကွာဖိုးစိတ်မောက်ကြီးကအမျိုးလွတ်များတဲ့ဘိုးတော်ကြီးกว่าအမျိုးတော့မဟုတ်တော့ဘူးခဖိုးစိတ်မောက်ကအသက်ကြီးကြီးဘိုးတော်ကြီးကိုဆရာလို့ခေါ်တယ်ဩဟုတ်လားမင်းကတော့ဖိုးစိန်မောင်ကငါ့ကိုခေါ်ပြောတယ်ကွာ။ဘာဆိုးမင်းထဏောင်းကုန်းကိုသွားပြီး မင်းတငယ်ချင်းတားတွေကိုခေါ်ပြေးစမ်းကွာတဲ့ငါကဘိုးဘာကိစ္စရှိလို့တော့ဆိုတော့ဘိုးစိန်မောင်ကငါ့ကိုပြောပြတယ်ကွာဟေးဘာလို့ပြောပြတော့ဘာဆိုတာပြောပါဦးဒီလိုကွာသူ့အိမ်မှာရောက်နေတဲ့ဘိုးတော်ကြီးကသူ့ဆရာတဲ့သူငငယ်ကသူ့ကိုယ်ပေါ်မှာထိုးထားတဲ့အင်းတွေဆေးတွေဟာအဲ့ဒီဘိုးတော်ကြီးထိုးပေးထားတာလို့ပြောတယ်အခုရောက်လာတာကလည်းသူနဲ့အတူပါလာတဲ့ဟိုလူကိုတဆေမော်သွင်းပေးမလို့တဲ့ကွာ ဘာกว่าဘာဆိုတစီမော်ဟုတ်လားငါကြားဘူးတာတော့မွေမော်လို့ရုပ်ကစိုးမော်လို့ပဲကြားဘူးတာပေါ့ကွာတစီမော်လို့တော့မကြားဘူးပေါ့တစီမော်ဆိုတော့ရှိလို့တာကွာမင်းများနားကြလွှဲတာလားဟာမလွှဲပါဘူးတာတရတစီမော်သွင်းမှာလို့ဖိုးစိန်ပါကွာပြောတာပဲကွာအေးအေးငါမကြားဘူးလို့ရှိမှာပေါ့ကွာပြောပါအောင်ကွာအေးအဲ့ဒီလိုတစီမော်သွင်းဖို့ဆိုရင်ဆရာလုပ်တဲ့သူက အပင်ကြီးကြီးတွေလိုက်ရှာပြီးအဲ့ဒီအပင်တွေမှာနေတဲ့တဆီတွေတဲကမှသူ့စိတ်တန်းရတဆီကိုရွေးရတာတဲ့ကွာစိတ်တန်းရတဲ့တဆီကိုတွေးပြီးဆိုတော့မှ အလုံးလို့တော့တာတဲ့ကွာတာတည်းကဘာကိုစိတ်တန်းကြရတဲ့တော့ဘာဆိုကအာဓမ္မစိတ်တိကြီးတဲ့တဆီတွေရှိတဲ့ကွာဓမ္မလူကိုကူးကြည့်နိုင်တာဆိုပဲဩဒီလိုလားနို့တဆီမော်သွင်းတာလွယ်ကောလွယ်ပါမလားကွာ ငါတော့မလွယ်ဘူးထင်နေဒီလိုအစွမ်းကြီးတဲ့တစီကိုအမိန်ပေးဖို့ဆိုတာမလွယ်ဘူးထင်နေကွာအေးဘင်းပြောတာဟုတ်တယ်ကွာတာတရပိုးစိန်မောက်ကလည်းဒီအတိုင်းပြောတာပဲဟိအဲ့ဒီတစီကိုအမိန်ပေးလို့ရတာမဟုတ်ဘူးဆိုပဲမိတ်ဆွေဖွဲ့ရတာတဲ့ကွာမိတ်ဆွေဖြစ်အောင်ဖွဲ့နိုင်မှစောင့်ရှောက်တာဆိုပဲဟိဒီလူကိုအဲ့တစီကစောင့်ရှောက်တော့ဘာဖြစ်တုံးကွာအာတာတီကလည်းလှော့ဆွမ်းတာလေကွာနားနဲ့ခုတ်လည်းမပြတ်ဘူး ဒုံနဲ့ရိုက်လည်းမပေါက်ဘူးလက်ထိတ်ခတ်လည်းပွန့်ထွက်တာတည်းကကျိုးနဲ့ချီလည်းအလူလူပြေးသွားတာဆိုပဲအခန်းထဲထည့်ပြီးအလုံးပိတ်ထားရင်တော့အပြင်ရောက်နေတာတဲ့ဒါတီဟာစွမ်းလာကြည်လားဘာဆိုရဲ့မင်းတစီမော်ကအေးငါကလည်းဘိုးစိမ်မောက်ပြောတာလေကွာအေးအေးတော်တော်စိတ်ဝင်စားဖို့ကောင်းတာပဲကွာဘာဆိုရပြောပါဦးဟာတစီမော်တွင်းတာတော်ရုံစရာမနိုင်ဘူးတဲ့ကွာ အစင်မသိရင်မော်တွင်းတဲ့လူယူသွားတယ်ဆိုပဲဟေးဟုတ်လားနေစင်းစားကြည့်လေကွာတော်ရက်ကအပင်ကြီးတစ်ပင်အောက်မှာတညာလုံးတယောက်တည်းပတိစိတ်နေရမှာအဲ့ဒီမှာမော်တွင်းပြီးတဲ့ဆရာကမနိုင်အချောက်လန့်ခံရပြီးယူသွားတော့လေဟေးတချို့ဆိုရင်ဘဲကိုထွက်သွားလို့ထွက်သွားတော့ကိုမတိတော့တာလေဟေးမနဲ့မိုးလင်းလို့စီရင်တဲ့ဆရာတွားကြည့်ရင်မရှိတော့ဘူးလေဟာဘဲရောက်သွားမှန်းကိုမတိတာတဲ့ဒါတေးအေးကွာတော်တော်တော့ကြောက်เสียကောင်းတာပဲဘာလို့ဆိုတော့ တချို့ကြတော့မိုးလင်းလို့သွားခေါ်ရင်တွတ်တွတ်လေအောင်ယူပြီးတဟားဟားနဲ့အော်ရဲလိုက်တဟိဟိနဲ့ငိုလိုက်တဟိအဲ့ဒါဆရာလုပ်တဲ့သူကမနေကိုပြန်ပြီးကူးရတာတဲ့ကွာဟိုနေပါဦးပါဆိုရင်အခုမင်းတွေ့ခဲ့တဲ့လူကရောတတိရှိမဲ့ပုံပေါ်ရဲ့လားကွာအေးတတိတော့ရှိပုံပဲကွာလူကခအေးအေးပဲရုပ်ရည်လည်းမဆိုးဘူးကွာခန့်ခန့်ညာညာရှိอืมဒါဆိုတော့မဆိုးတော့ပါဘူးအော်ဒါထက်အခုငါ့ကိုခေါ်ခိုင်းတာကဘာလုပ်ဖို့တော့ကွာဘာဆိုရ ီလိုကွာတာတည်းကဒီလူကိုသူ့ဆရာကစီဝိုင်းတားပြီးတောထဲမှာတယောက်ထဲထားခဲ့မှာဆိုပဲအဲ့ဒီမှာမင်းကတောထဲကိုသူတို့နဲ့အတူလိုက်သွားပြီးခလန်းလန်းကနေစောင့်ကြည့်ပေးုံပဲလေဟိတကယ်လို့ဟိုလူကအချိန်နေမကောင်းလို့ဝူဝါဝါထဖြစ်ရင်မင်းကအင်းနဲ့ပြေးပြီးပောက်ပေးရမှာလေဗျာအဲ့ဒီဆရာကြီးကမင်းကိုအင်းတစ်ချက်ပေးထားမှာလေကွအဲ့ဒီအင်းနဲ့ပောက်ပြီးရွာကိုတန်းပြန်လာုံပဲတဲ့ဆရာကြီးကမနဲ့အာယုံမတက်ခင်လောက်မှရောက်လာမှာဆိုပဲ အချိန်ကြီးကောင်းသွားပြီဆိုရင်တော့သူကအဲ့ဒီတစီကိုအပ်ဖို့တစီမော်သွင်းมาတယ်ဗျ။ဩဒီတော့တစီမော်သွင်းมาလား။တစီမော်ကဘလို့သွင်းရလဲဆိုတာဖိုးစိန်မောင်မင်းကိုပြောသေးလားအေးပြောတယ်ကွမြေကြီးပေါ်မှာပိတ်ဆတ်အနီနဲ့အပြာကိုထပ်ခင်းပြီးကတော်ပွဲပြင်ရတာတဲ့ကတော်ပွဲကငါပြောသည်နှစ်ဖြီးနဲ့အုံးဒီတစ်လုံးနဲ့ကွ အဲ့ဒီအုံးဒီအပေါ်မှာဖျောင်းတိုင်းထွန်းပြီးဂါရတပုတ်ကိုအဲ့ဒီဖျောင်းတိုင်းမကုံမချင်းမနာတန်းရွာတာဆိုပဲဒီဖျောင်းတိုင်းကရိုးရိုးဖျောင်းတိုင်းမဟုတ်ဘူးတဲ့ကွာကြီးမနိုးကခူးထားတဲ့ကြီးမနိုးထမ်းရွက်အချောက်ကိုအဲ့ဒီလူရဲ့အရက်နဲ့အညီတိုင်းထားတဲ့အချီကျိုးခုနှစ်ပြန်အရှိနဲ့စေ့နေအောင်ပတ်ရတာတဲ့အဲ့ဒီအချီကျိုးပတ်ထားတဲ့ကြီးမနိုးထမ်းရွက်ကိုမိစာလုပ်ပြီးဖျောင်းရည်တွန်းပြီးတော့စီမံထားတဲ့ဖျောင်းတိုင်းလေဟာဟုတ်လားပါသူကအေး ဂါဒာယူရင်းနဲ့အဲ့ဒီဖျောင်းတိုင်းမိကထွက်လာတဲ့မိုင်းမှုတွေကိုပါစက်နဲ့ရှိုက်ရှူပြီးမျိုးချရတာဆိုပဲဖျောင်းတိုင်းကုန်းလို့မိငိမ့်သွားရင်တော့အုံဒီပေါ်မှာကတ်နေတဲ့ဖျောင်းတွေပြားတွေကိုချစ်ယူပြီးပွဲကအုံဒီကိုထိတ်လန်းအုံရည်တဲ့အဲ့ဒီဖျောင်းတွေပြားတွေချော်ရတယ်ဆိုပဲလို့အဲ့ဒီအုံရည်ကိုမလုပ်ရတာဟာတောက်ရတာလေဒါတည်းကတောက်ရတာအဲ့ဒီလိုတောက်ပြီးရင်ဘာဖြစ်တော့ဟာဒီလူတစီမောအောင်ရောပေါ့ကွာ ဩဒီလိုလားဒါဆိုငါကဟိုဆရာကြီးပေးတဲ့အင်းကိုကင်ပြီးဒီလူကိုတညာလုံးစောင့်ကြည့်ပေးရမှာပေါ့ဟုတ်လားပါဆိုအေးဟုတ်တယ်ကွာဒီအလုံမျိုးဘယ်သူမှလုံရဲမှာမဟုတ်ဘူးလို့ဖိုးစင်ဘောကပြောတယ်နင်းကိုသာအကျိုးအကြောင်းပြောပြီးခေါ်ခဲ့ဖို့ပြောတာကွာကျုပ်လဲပါဆိုးနဲ့စကားပြောရင်ပြောင်းယိုးကိုမပြတ်ဆင်းလိုက်တာတင်းတောင်းနှလုံးပြည့်ရောဗျဘိုက်စာနေတဲ့ဂျုံသွားကြီးတွေကိုပြောင်းယိုးလက်လက်ဆက်ဆက်တွေကြပြားကြရထည့်ပေးလိုက်တယ် နားစာကွက်ထဲမှာဖြည့်ထည့်ပေးလိုက်တဲ့ပြောင်းလေးကိုဒီကောင်ကြီးနဲ့ကောင်အားရပါရစားတော့တာဗျအဖအနာကြီးတွေကနွားခီးကြီးတွေလို့ဗျာကျုပ်တို့ကထိတ်တန်းစားနွားတွေထဲမှာပါတာပေါ့ဗျနေကောင်ပါဆိုရသူတို့ကိစ္စဘရော့လုံမာတော့အာဒီညလေးွာဒီညနက်ခတ်တွေမိတယ်လို့ပြောတာပဲဒါတည်းရဲ့အေးဒီညဟုတ်လားအေးလေလိုက်တာပေါ့ကွာမင်းသိတဲ့အတိုင်းပဲ ပါဆိုရငါဆိုတဲ့ကောင်ကလည်းဒီလိုထူးထူးဆန်းဆန်းကိစ္စမျိုးဆိုရင်လှုပ်ငင်ငင်တွေးကျင်တာကွာပြီးတော့ဒီကိစ္စမျိုးဆိုတော့ကြုံဖို့လွယ်တာမဟုတ်ဘူးကွာကျန်တဲ့ပြောင်းလေးကိုလှဲမပေါ်ပဲဒီအတိုင်းထားလိုက်တယ်အဘနဲ့အမေကိုအကျိုးကြောင်းပြောပြီးတော့ပါဆိုနဲ့ကြုတ်လိုက်လာခဲ့တယ်ပါမေကုံဆိုတာအဘတုံငယ်ချင်းနဲ့ကြုတ်တငယ်ချင်းကြီးပဲလေရွာထဲဝင်လိုက်ကြတဲ့ကအဘတို့အမေတို့ကိုတာเจ้าမာเจ้าမေးတဲ့လူမေး ကျိုးကိုနှုတ်ဆက်တဲ့လူတွေနဲ့ပြောရဆိုရတာနဲ့တင်ပါဆိုလို့အိမ်ကိုနိုင်ဝက်လောက်ကြာမှရောက်တာဗျနွားကြီးပါထိုးနဲ့ဦးစိတ်မောက်တို့ကဝိုင်းငင်းကတ်လျက်လေးဗျဘိုးစိတ်မောက်ကပါဆိုလို့မြောက်ခက်ကကတ်လျက်ဝိုင်းပေါ့ပါဆိုလို့အိမ်မှာဝင်ပြီးရေလေးချမ်းတစ်ခွက်တောက်တယ်ပြီးတော့ပါဆိုအဘနဲ့အမေကိုနှုတ်ဆက်တာပေါ့ဗျဘိုးစိတ်နဲ့အကြီးများထွေးတို့ကလည်းအဘနဲ့အမေကိုသတင်းပေးကြလို့ပေါ့ဒီဘက်ဝိုင်းမှာကျုပ်အတန်ကြားကြတဲ့ကမြောက်ဖက်ဝိုင်းက ဘိုးစိမ်မောင်ကြီးကကျုပ်ကိုမျောနေတာဗျကျုပ်နဲ့ပါဆိုသူတို့ဝိုင်းကိုရောက်တော့ဘိုးစိမ်မောင်ကပြောတယ်ဗျငါတူတာတေတို့များကွာကိစ္စရှိမှာပဲဘိုးတို့စီရောက်လာတော့တာဟဲ့အလှုံးမဲ့လာလေတဲ့ကိုမရှိပါဘူးကွာကျုပ်တို့အညာလာထုံးကြမို့ဗျတွေ့တာနဲ့လွမ်းတော့တာပြုမအားလို့ပါဘိုးရအဘကလည်းအသက်ကြီးလာပြီဆိုတော့အဘတတအောင်လို့ကျုပ်ပဲယာကိစ္စအိမ်ကိစ္စအကုန်လုံးနေရတာဘိုးရဲ့ အေးဒါတော့လေဟုတ်သားกว่าဒါတရနို့မင်းအဖကိုညံအတက်ဘယ်လောက်ရှိပြီတော့ဩကိုစိတ်မောက်ရေကိုညံနဲ့ကျုပ်နဲ့ကမီးဝင်မီးထွက်တဲ့တော့ကျုပ်65နှစ်ဆိုတော့ကိုညံလဲ65နှစ်ဘောတော့ဘိုးစိမောရဲ့မိမအကြီးမေကျော်ကဝင်ပြောတယ်ဗျအကြီးမေကျော်ပြောတဲ့အဖရဲ့အတက်ကဟုတ်သားဗျကျုပ်ကကအသက်65နှစ်ရှိပြီလေ ေးအေးမင်းလိုက်လာတာတို့ဝမ်းတာတယ်တာဒီကဲလားအိမ်မော်တက်ကျုံနဲ့ပါဆိုအပေါ်တက်ကိုတက်ခဲ့တယ်ဘိုးစိန်မောက်ကဒီဗံမွေးကုန်းမှာလူချမ်းသာဆင်းရဲဝင်ပြသူတမီးများစိန်နဲ့ကျုပ်ကိုသဘောတူသေးတာကျုပ်ကလည်းကျုံကြီးစားလှရင် မရှိတော့ကြဲကဒီကိစ္စတွေကိုကျုပ်လုံးဝစိတ်မဝင်စားတော့ပါဘူးဗျာကျုပ်ရေးတဲ့ကိုဝေပြူရဲ့အချက်မှကျုပ်ချစ်သူလှရင်အကြောင်းခမရဖတ်ရမှာပါရှာတော့ဒါတပည့်ပြောတဲ့ဒါတီဆိုတဲ့ တူငယ်ပါဖေရကျွန်တော်အံဩသွားတယ်ဗျို့ဥပရိကောင်းကောင်းနဲ့ရောင်တောင်ထုံးထားတဲ့ဆရာကြီးကိုပိုးစိန်ကဆရာတော်လို့ခေါ်တာဗျဘုံကြီးတွေကိုဆက်ဆံတယ်လို့ကိုတယုတ်တည်းဆက်ဆံတာဆရာကြီးကလည်းကြီးညိုလေးစားတဲ့ဥပရိရုပ်ပါဗျာကျုပ်တော်ဆရာကြီးကိုမြင်မြင်ချင်းကြီးညိုလေးစားတော်တာဗျလူလေးမောင်တာတီထိုင်ကိုယ်မင်းကိုတော့ကျုပ်တဲ့ဘက်ကိုစိန်မောက်ကလှုပ်ချီးမောင်းတာဗျကျုပ်ကကိုထွန်းတဲ့လူကလေးရဲ့ တပည့်တပန်းတွေကတော့ကျုပ်ကိုပထမံဆရာထုံးလို့ခေါ်ကြတယ်ကွယ်ဟုတ်ကဲ့ပါဆရာကျုပ်ပထမံဆရာထုံးကိုရိုးရိုးတေးတေးကြောလိုက်တယ်ကျုပ်ကြောတာတွေ့တော့ဘာဆိုးကလည်းလိုက်ကြောတယ်ဗျနို့နေပါအောင်မောင်တာတေးရဲ့မင်းဆရာဆိုင်းနုံဖားနဲ့စုံရသေးသလားကျုပ်ကရုတ်တရက်ကြီးမေးလိုက်တဲ့ပထမံဆရာထုံးရဲ့အမေကြောင့်ကျုပ်အံ့ဩသွားတယ်ဗျမောင်တာတေးမအံ့ဩပါနဲ့ကျုပ်နဲ့နုံဖားကဆရာတယောက်စီမှာအတူတူပညာသင်ပူးခဲ့တဲ့ပညာကြီးအကိုတွေပါ မောင်ဆရာကြီးဒေါက်တာဦးမင်းအောင်စီမသူပညာယူတော့ကျုပ်ကိုခေါ်သေးတယ်ဒါပေမဲ့ကျုပ်ကမလာနိုင်တော့ဘူးဩဆရာကြီးကကျုပ်ကိုအစကလေးကတိနေတာပေါ့ဟုတ်တယ်လူကလေးဆရာနော်ဖပြောပြလို့မင်းအကြောင်းကိုသိခဲ့ရတာလူကိုတော့ခုမှပဲမြင်ဘူးတာပေါ့ကွယ်ပထမဆရာတော်ကကျုပ်ဆရာဆိုင်နော်ဖရဲ့ပညာညီကိုပဲဗျာကျုပ်ဘာပြောเสียလို့တော့မှာတော့ဒါဆိုရင်တော့ ျုပ်ဘာလုပ်ပေးရမယ်ဆိုတာလည်းပြောပါစရာဒါတို့ကွယ်ဒါတို့ဒီတငယ်ကမောင်ကောင်းဆန်လို့ခေါ်ရဲကွသူ့ကိုဒီညမော်တခုတွင်းပင်းကြီးလို့မောင်တာတည်းရဲ့ဟုတ်ကဲ့ပါစရာအေးအဆဆရရအစဉ်ပြေတော့ဘာမှမလိုဘူးပေါ့ကွယ်တခုခုတိမ့်ချော်သွားခဲ့ရင်အန်ဒီရဲ့ကြားရောက်လာနိုင်တယ်အဲ့ဒါကိုမောင်တာတည်းကစောင့်ကြည့်ပြီးအခြေအနေမဟန်ရင်အင်းနဲ့ပြေးပေါက်လိုက်ဖို့ပါပဲကွယ် အစဉ်ပြေသွားရင်တော့ဘာမှလုပ်ရမလို့ပါဘူးကျုပ်လည်းကြီးမလို့ခင်ရောက်လာမှာပါတညာလုံးနဲ့ကျုပ်အိမ်မှာမဟုတ်ဘူးတကယ်စိတ်မောက်ရဲ့ဖရာကမ်းမှာတညာလုံးပရိစိတ်နေမှာခတ်တာကဒီအစဉ်အစဉ်မှာဆရာလုပ်တဲ့သူကစောင့်မနေရဘူးကွဒါကြောင့်မောင်တာတေးကိုအကူကြီးတောင်းရတာပါကွယ်အာရပါတယ်ဆရာကြီးကျုပ်ကိုအားမလာပါနဲ့ဆရာကြီးကိုကူညီရတယ်ကျုပ်အတွက်တော့ဆရာနော်ဖတ်ကိုကူညီတာနဲ့အတူတူပါပဲဗျာအေးတာဒုတာဒုတာဒု ည6နာရီလောက်မှကျုပ်တို့တော်တဲ့ရောက်တယ်။မော်တဲမဲ့ကိုကောင်းဆန်ဆိုတာအယက်မြင့်မြင့်ပိန်ပိန်ပါပါဗျ။မျက်လုံးမျက်ခုံးနှာတန်ကအစတော်တော်ပြေပြေတဲ့လူ။လူကခက်အေးအေးဗျာ။ဒါပေမဲ့စိတ်ကတော်တော်ထက်မဲ့ပုံတစ်ခုခုကိုလှုပ်ပြီးဆိုရင်နောက်မဆုတ်တန်းလှုပ်မဲ့မျက်နှာမျိုးဗျာ။ပထမံဆရာထွန်းဖိုးစိန်မောက်ကိုကောင်းဆန်ဘာဆိုးနဲ့ကျုပ်ပေါ်ဗျာတော်ထဲမှာမှောင်နေပြီဗျ။ဆရာကြီးကသူ့ကျူတင်ရွေးချယ်ထားတဲ့ညောင်ကျက်ပင်ကြီးစီကိုဥတီသွားတယ်။ နွားကြီးပါသူကပခုံးပေါ်မှာကတော်ဝတ်တစ်လုံးထမ်းလို့ဗျညောင်ကျက်ပင်ကြီးကိုသုံးပတ်ပတ်ပြီးဆရာကြီးကဂါရမန္တန်တွေရွတ်တယ်တစ်ပင်ကြီးရဲ့အရှိတ်မြေးပြောင်ကလေးမှာကိုကောင်းဆန်ကိုတင်းမလေးခွေထိုင်ခိုင်းတယ်အောက်မှာဘာမှမခင်ရဘူးမြေးကြီးပေါ်မှာပဲထိုင်ရတာကိုကောင်းဆန်ကအပေါ်ဖြူအောက်ဖြူဝတ်ပြီးခေါင်းမှာပေါ်ဝါဖြူပေါင်းထားတယ်သူ့လိုအိထဲကအသင့်ပါလာတဲ့စိတ်ပရီးကိုထုတ်လိုက်တယ် ဆရာကြီးကအသိဉာဏ်လာတဲ့ပိတ်ဖြူနဲ့ပိတ်နီစာကိုကိုကောင်းဆန်ရှိမှဖြန့်ခင်းတယ်။အနီကအောက်အဖြူကအပေါ်ကဗျ။ဒါပေမဲ့အနီစာကကြီးရောအနီရောအဖြူရောနှစ်ယောက်ပေါ်နေတယ်။အဲ့ဒီမှာဖျောင်းတိုင်းဒုတ်တွေဟောဒီမှာမိကျစ်ဖျောင်းတိုင်းမြကြီးမှာပဲစိုက်ထွန်းကြိုက်တလောက်ထွန်းနိုင်တယ်။ပွဲတော်မှာတော့မထွန်းနဲ့ကျုပ်ရောက်လာမှကြီးမနိုးထမ်းရွက်မိစာနဲ့ဖျောင်းတိုင်းကိုပွဲတော်မှာထွန်းမယ်။ဘာမှမကြောက်နဲ့တပည့် ဘာပဲမြင်မြင်ဘာပဲကြာကြာမလန့်နဲ့ကိုလို့ကိုကိုသာလို့အေးတတိထားမှာကတော့ဆရာကြီးတားပြတဲ့စီးကိုတော့ပေါက်မသွားစေနဲ့ကြားလာမအောင်ကောင်းအားလုံးပြောဆိုမှာကြားပြီးတော့မှဆရာကြီးကဂါရတူရွတ်ပြီးစီးဝိုင်းတားတယ်ကဲမောင်တာတည်းမင်းနေရာမဲ့နေရာဆရာကြီးကြည်ပြီးတာလာခဲ့ပြောပြောဆိုဆိုနဲ့ဆရာကြီးကရှေ့ကသွားကျုပ်တို့ကနောက်ကလိုက်ပေါ့ဗျာမြောင်းကုန်ပကြီးတစ်ဖင်အောက်မှာကျုပ်ကိုထိုင်ခိုင်းပြီးဆရာကြီးကအင်းတစ်ချက်အပ်တယ်ပြီးတော့ကျုပ်ကိုလည်းစီးချပေးတယ် ျုပ်တည်ပြီးသားဗျဒီကိစ္စမျိုးမှာရေမတော့ရဘူးစီမသွားရဘူးအစားတော့မစားရဘူးဒါတော့ကိုကောင်းဆန်ကကျင်ပြီးသားနေမှာပေါ့ဗျာကျုပ်ကတော့ဆရာကြီးတွေနဲ့လိုက်ဖူးခဲ့တော့ဒါတွေအကျင့်ရနေပါပြီကျုပ်နေတဲ့မြောင်းကိုပင်ကနေလှန့်ကြည့်ရင်ကိုကောင်းဆန်ကိုအထင်းသားတွေ့ရတယ်ကျုပ်ရှိနေတဲ့နေရာကကံမှုကလေးပေါ်မှာဗျအပေါ်ကြီးကမြင်ရတာပေါ့ဗျာကိုကောင်းဆန်လည်းမီးထွန်းပြီးပြီဆရာကြီးတို့လည်းပြန်သွားကြပြီ တော်ကြီးတစ်ခုလုံးကျုပ်နဲ့ကိုကောင်းစားနှစ်ယောက်ပဲရှိတော့တာပေါ့ဗျာကျုပ်ကတော့ဒီမလာခင်ဘာသလို့အိမ်သွားပြီးမျက်ကွင်းစေးကွင်းခဲ့တာလေတော်ကြက်တွန်းတန်းမြောက်ဦးတန်းတခြားငှက်တူရဲ့အတန်နဲ့စောစောကဆူညံနေတဲ့တော်ကြီးဟာတစတစတိတ်လာတော့ဗျို့ဖျောင်းတိုင်းနှစ်တိုင်းထွန်းထားတော့ကိုကောင်းဆန်ကိုကျုပ်ကောင်းကောင်းမြင်နေရတာပေါ့ဗျာကိုကောင်းဆန်ကတော့ပတိကိုတပတ်ပြီးတပတ်စိတ်နေတဲ့ပုံပဲဗျတကောင်ထီတော့ဘာမှမထူးရပါဘူးဗျာ ဝီ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 ဟောလေအေးကြီးတိုက်လာပြီယူဖြန်ဖြန်ဖြန်တရက်တွေအချင်းချင်းပုတ်တဲ့အတန်တွေနဲ့တောကြီးဟာတဲကလေးဖြစ်သွားတယ်ဩဖြက်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 အာအာအာဟာကြီးတွေပြိုပြီးကျုံတောင်ကျောတဲ့စိတ်ကလေးဖြစ်သွားတယ်ဖုံဖုံဖုံဩခြေတန်ကြီးဗျနေနေတော့အတန်ကြီးမဟုတ်ဘူးဗျ ကျုပ်တည်ကြည်ချာကြည့်တယ်ကျုပ်ထိုင်းနေတဲ့နေရာမှာကမြရပင်တွေပေါက်နေတော့ကျုပ်ကိုဘယ်သူမှမမြင်နိုင်ဘူးလေဗျာဟာနေတဲ့အကောင်ကြီးမှမဟုတ်တာဗျာကြေရောင်တွေနဲ့မြင်နေရတာဗျဘုံဘုံဘုံကိုကောင်းဆန်ရဲ့နောက်ကျောဘက်ကလားနေတာဗျကိုကောင်းဆန်ကတော့ပတိကိုပဲမဲစိတ်နေတာပြုနဲနဲမှကိုတုံလှုပ်တာမတွေးရဘူးဗျဟာတစ်ပင်တွေတော့မလုပ်ဘူးဗျအရက်ကြီးက15ပြီလောက်ရှိမယ်ဟိုလုံးကြီးက စကားတရားထဲတဲ့ပုတ်ကြီးတစ်လုံးစာလောက်ရှိတယ်ပြို့မျက်လုံးကြီးတွေကလင်းကွင်းလောက်နီနီကြီးတွေကပဲဆက်ထဲကရှာကြီးကဖြာလိတ်ကြီးလိတ်ပြီးတွဲလောင်းကြနေတယ်တကူလုံးမှာတထောင်လောက်ရှိတဲ့အမှုတွေဖုံးလို့ဗျဟီဟီဟီအောင်မလေးဒီကောင်ကြီးអော်တဲ့အတန်ကြီးကတောကြီးထဲမှာဟိမ့်ထွက်သွားတာပြို့ကျုပ်ပြင်းများရပင်တွေကွယ်ပြီးခေါင်းကုန်းပုံးလိုက်မိတယ်အကောင်ကြီးကကိုကောင်းဆန်းကိုတည်ကြည်ကြရရက်ကြည့်ပြီးမြေကြီးပေါ်မှာခြေဆောင်နေတယ် ဘုံဘုံဘုံကိုကောင်းဆန်ကလှုပ်တော့မလုပ်ဘူးဗျနောက်တော့ဒီကောင်ကြီးထွက်သွားတယ်ဟောင်းဟောင်းဟာကြာကြီးနှစ်ကောင်ပြူတော်ရဲကထွက်လာကြတာနှစ်ကောင်လုံး9000ဘယ်ကားလိုက်မထုံဗျာဆက်နှစ်တောင်လောက်ရှိတဲ့အကောင်ကြီးတွေဗျအောင်မလေးဗျဒီတခါတော့ကိုကောင်းဆန်သွားပြီလို့ကျုပ်စိတ်ထဲမှာတွေးလိုက်တော့ဗျာကြာနှစ်ကောင်ကအစဲကြီးတွေဖူးဖူးကြီးတွေနေဗျနှစ်ကောင်လုံးကိုကောင်းဆန်ကိုဝိုင်းထားတဲ့စီဝိုင်းရဲ့ဘေး တထောင်တော်အကွာလောက်ကနေပတ်ပြီးဟိတ်နေတာပြီဟောင်းဟောင်းကြားဟိတ်နေကြီးကကျုပ်တော့နားကွယ်မတက်ခံစားနေရတာဗျာအနားမှာကပ်ပြီးအဟိတ်ခံနေရတဲ့ကိုကောင်းဆန်တယောက်အသက်မှာရှိသေးရလားလို့ကျုပ်စိတ်ပူလိုက်တာဗျာဟောသွားပြန်ပြီပြူရွှီရွှီရွှီဟာဒီတခါအပေါ်ကကြားတာဗျဘာတုံးဗျအောက်ကိုကြားလာတာဟင်းစောကြီးတပားပဲဗျဟာဟာဟာလူကလေးမောင်ကောင်းဆန် မင်းဟာတနာဘူးကောင်းလိုက်လားကိုေးမင်းဆရာဆိုတော့ငထုံးကလူလေးกว่าမင်းတော့ဒုက္ခဖြစ်တော့မယ်အခုချက်ချင်းစီဝိုင်းတွေကထွက်ပြီးငါနဲ့လိုက်ခဲ့ပြီးတော့မင်းကိုတပည့်ဖြစ်ထားပြီးပညာတွေကုံစင်အောင်သင်ပေးမယ်ကဲထားပြီးတော့ငါတပည့်မောင်ကောင်းစံတကယ်သောကြီးလားအယောင်ဆောင်ထားလက်တစီတကောင်လားတော့မတည်ဘူးဗျကိုကောင်းစံကတော့မျက်စိတောင်ဖွင့်မကြည့်ဘူးပြုဗဒီကိုလာမနာတဲ့စိတ်နေတော့တာဗျဟောသွားပြန်ပြီဗျဇော်ကြီးပြောက်သွားပြန်ပြီ အချိန်ကလည်းတဖြည်းဖြည်းအာယုံနီးလာပြီတော့ဗျာဟီဟီဟီဟင်းဟင်းဟာမှုွေးလိုက်တာဗျာဘလို့မှုွေးတဲ့အနံ့မျိုးတော့ဗျာတော်တော်လုံးကိုမှုွေးတာဗျရေတံကလည်းမိမရေတံဗျတကယ်ဆွဲဆွဲလွန်လွန်အတန်လေးပါဗျာဟောမြင်ရပြီကြည်စမ်းကိုကောင်းဆိုင်ရဲ့စီဝိုင်းနာကိုတော့ကတ်လို့ဗျာကိုကောင်းဆိုင်ထုံးထားတဲ့ဖျောင်းနဲ့မိအောင်နဲ့လှမ်းမြင်ရတာလှလိုက်တဲ့မိမဗျာ နတ်သမီးများလို့တော့ကျုပ်ကထင်သွားတာပြုမူးလိုက်တာကလည်းတတော်လုံးပါဗျာကျုပ်ကြည့်နေတာကောကောင်းဆန်ကပဒီကိုမရဖဲဖျောင်းနိုင်ကိုတတိုင်းပြီးတတိုင်းနီးမပြတ်ထွန်းပေးနေတာဗျမောင်တော်ဖရာတိုင်နန်းကိုအုပ်ချုပ်ဖို့နှစ်မနဲ့အတူကြွာမြန်းပါဖရာနှစ်မနဲ့ရာတပ်ပန်ပေါင်းဖက်ရင်တိုင်နန်းကြီးကိုအုပ်ချုပ်ကြမယ်မောင်တော်နှစ်မလှရလားမော့ပြီးခြူစားပါအောင်မောင်တော်ရေတကယ်လူဗျာမိမချိုးလေးကအတန်အမျိုးမျိုးနဲ့ ညူတာရောပြောပေမဲ့ဒီလူကမျက်စိကိုဇုံမိတ်ထားတာဗျတစ်ချက်ဖွင့်မကြည့်ဘူးဗဒီပဲစိတ်နေတာနောက်တော့တိုင်တန်းရှင်မှလည်းလက်လျှော့ပြီးပျောက်တော့ရုပ်ပြုဖြက်ဖြက်ပြက်ဟာဘာတော့မှကိုကောင်းဆိုင်ရဲ့နောက်ကညောင်မင်းကြီးပေါ်ကကြားလိုက်တဲ့အတန်းဗျကိုင်းတွေလှုပ်သွားတယ်ဟာဖြူဖြူကြီးဗျဘုတ်ဟောတစ်ပင်ပေါ်ကခုံဆင်းလာတာပြုဘာပါလိမ့်ဟာအဖြူအောင်ဝယ်စားနေဗျကောင်းဆန်းမင်းနဲ့ငါမိတ်ဆွေတွေဖြစ်ပါပြီ မင်းငါကိုမျက်စိဖွင့်ကြည့်လို့ရတယ်လေကြည်ပါဩလက်ဆက်သက်တော့ဆရာထွန်းအလုတ်လုတ်တာသူနဲ့ကိုဗျသူကအခုမှရောက်လာတာပဲကျုပ်တို့လူကိုကောင်းဆန်ကရောမျက်စိဖွင့်ကြည့်ဖို့ဝေးသေးတယ်ခေါင်းတော့မော့မလာပါဘူးဗျငါကရုပ်ကိုးတော့မဟုတ်ဘူးတစီကြီးတစ်ကောင်ပါဒါပေမဲ့ငါရဲ့ကမ္မစိတ်တည်းဟာတော်ရုံရုပ်ကိုးကိုရှင်နိုင်တယ်ကွမင်းကိုငါစောင့်ရှောက်မယ်ငါလဲလူလူရမ်းမှာနေခြင်းနေတာကွကောင်းဆန်ရဲ့ အခုတော့မင်းရောငါရောအဆင်ပြေတော့ပြီကွာမောင်းတာတိတ်မောင်းတာတိတ်ဟောဆရာကြီးလာပြီကျုံနောက်ကလှမ်းခေါ်တာဗျအတန်ကခတ်အုပ်အုပ်ပဲဟာတစီဖြူကြီးပျောက်သွားပြီဟုတ်ဆရာကြီးအတန်ကြားသွားလို့ဖြစ်မယ်ဗျဆရာကြီးကျုံနားကိုရောက်လာတယ်ဖိုးစိတ်မောင်းလဲပါတယ်ပါဆိုးတော့ပါမလာတော့ဘူးဗျဘလိုလိုမောင်းတာတိတ်ဘာတွေထူးတော့ဆရာကြီးတစ်ခေအောင်သွားပြီဗျတညာလုံးသူတို့၆လှမ်းလိုက်တာဗျဒီလူကဖြုံတော့မဖြုံဘူး စောစောကတော့တစ်ပင်ကြီးဘောကတစီလူကြီးဆင်းလာပြီကိုကောင်းဆန်ကိုသူ့မိတ်ဆွေဖြစ်တတ်မှတ်ကြောင်ပြောသွားတယ်ဗျဟာဒါဆိုအောင်ပြောကွာကဲလားအုံးဒီခွဲကြရအောင်အုံးဒီစိမ့်ကိုထိတ်ဖွင့်တယ်အပေါ်မှာအစီမံလှုပ်ထားတဲ့ဖြောင်းနိုင်ကိုထွန်းတယ်ကိုကောင်းဆန်ကဂါရာကိုမနာတမ်းရွတ်ပြီးမိကိုမှိုင်းတွေကိုပါစက်နဲ့ချိုက်ချိုက်ပြီးရှူသွင်းတယ်ဂါရာကိုလည်းမနာတမ်းရွတ်တာဗျကျုပ်တို့ကတညာလုံးထိုင်နေတဲ့ညောင်ငူပင်ကြီးအောက်ကပဲကြည်နေကြတာဒီအဆင့်မှာစီးဝိုင်းမလို့တော့ဘူးဗျ ဖျောင်းနိုင်ကုန်တော့မှိုင်းနေပြားတွေဖျောင်းဆက်တွေကိုအုံးကြီးတက်ထဲပြီးအုံးကြီးကိုကောင်းအောင်တောက်ရတာပေါ့ဗျာအောင်မီအောင်မီအောင်မီဆရာထွန်းအော်ခန်းတဲ့အတိုင်းကိုကောင်းဆန်ကအော်လိုက်တယ်ရွာပြန်ရောက်တော့ကိုကောင်းဆန်ကိုဆရာထွန်းကတကယ်အောင်မအောင်ပညာစစ်တယ်လက်ပြန်ကျိုးတုတ်တယ်ကျိုးကအလိုလိုပြုတ်ထွက်သွားတယ်အခန်းထဲထည့်ပြီးအပြင်ကတော့ခတ်တယ်ကိုကောင်းဆန်ကအပြင်ရောက်နေတယ်ပြီးတော့ကိုကောင်းဆန်ကကြုတ်စားဖို့ခောက်ဆွဲကြော်ပူပူနွေးနွေးလှမ်းယူပြီးကြုတ်ကိုကျွေးတယ် ကျုံလဲတညာလုံးစမ်းနေတော့ကြိတ်ပြစ်လိုက်တော့ဗျာနောက်ဆက်စွမ်းတွေကိုအများကြီးပြတာဗျကိုကောင်းဆက်တဲ့ခံအောင်သွားတာပါတစီမောအောင်သွားတာပေါ့ဗျာနောက်နှစ်နှစ်လောက်ကြာတော့မန္တလေးဘက်မှာဘိုးတော်ကောင်းဆိုပြီးအလွန်ကြော်ကြတဲ့လူတယောက်နမ်းပြီးကြော်လာတာပေါ့ဗျာကျုံနေတော့တခါမှမဆုံးဖြစ်တော့ပါဘူးဗျာဟုတ်ကဲ့ပါဆရာတာတည်းရဲ့တစီမောဆိုတဲ့ဇလန်းလေးတင်ဆက်မှုဒီမှာပဲပြီးဆုံးတော့ပါပြီခင်ဗျာ နောက်ရက်ဒီမှာလဲဘယ်လိုစိတ်ဝင်စားဖို့ဇလန်လေးတွေကိုတင်ဆက်ပေးမလဲဆိုတော့စောင့်မျှော်နားဆင်ကြရင်းနဲ့ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးဖို့တောင်းဆိုလိုက်ပါရစေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်